Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 13ရက်နေ့ရဲ့နေ့လည်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ Reaction လောက်ကြမှာဖြစ်ပါတယ်အရင်ဆုံးလုံရေးတိုရှင်သတင်းတွေဖတ်ပြပေးပါမယ်နော် ီမနက်မှာဗောနော်ကျွန်တော်သတင်းတစ်ပုဒ်မပြောမိတဲ့သတင်းကောင်းတစ်ပုဒ်ကဘာလဲဆိုတော့စာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းတက်ဆွဲထားသောစစ်တပ်ကိုရှော့ရိုက်တုံးအလုံး30ပြည်ပြစ်ခတ်တိုက်ခိုက်စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီတွင်တက်ဆွဲထားသောအချမ်းဘက်စစ်တပ်ကိုရှော့ရိုက်တုံးအလုံး30ပြည်ပြစ်ခတ်တိုက်ခိုက်ကြောင်းဒေတာတွင်ဒရင်းမြေကဒရင်းပြပေါ်ထားလို့သိရပါတယ် PDF ကဝိုင်းပေါင်းဝမ်ပေါင်းတဲကိုရှော့လိုက်တော့အလုံးသွင်းစင်းနဲ့ပြစ်တာမင်းညည10နာရီလောက်ကနေ17နာရီထိပြည်သူတွေပွဲဖြစ်ကြတယ်ချိန်ကြတာစစ်ကူတွေလည်းပြန်ပြစ်တယ်လက်နက်ကြီးတွေနဲ့10ထဲရွာတဲကိုလက်နက်ကြီးကြပောက်ခွဲတာပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်ခင်ဗျာ ကနော်ထက်တင်တဲ့ပုဂ္ဂိုလ်ကတော့စကိုင်းတိုင်းကလေးမျိုးအောင်သစ္စာရက်ကအုတ်ချုပ်ရေးမှုအောင်အောင်နဲ့ပြူစောရီကောင်းဆောင်အပေါတို့ပူပေါင်းပြီးရဲတပ်ဖွဲ့အရာရှိအငိမ့်စနေအိမ်တိန်ကိုတပြတ်ဝဲတိုက်ခဲ့ရာညာရင်းချင်းဖမ်းဆီးခံရပြီးထောင်နဲ့ဆန်ခါနဲ့ချမှတ်ခံလိုက်ရကြောင်းဒေသနေပြည်သူများကသတင်းပို့ထားလို့သိရပါဗါတယ်အဲ့တော့အုတ်ကြီးအောင်အောင်ရဲ့အမှတ်တူကနေမှ၃လရောက်ပါတယ်တဲ့နောက်ပြီးတော့ကလေးမျိုးစစ်တပ်တစ်ခုရဲ့အထူးရာဂံဘိုရဲ့သားကပြူဖြစ်နေတာအဲ့ဒီအုတ်စုရဲ့အုတ်ကြီးအောင်တို့ပေါင်းပြီးတပြတ်ဝဲတိုက်တာ3000တောင်းတယ် အင်ဂျင်နီယာကလည်းတောင်းတဲ့ငွေ3000ကိုပေးလိုက်တယ်ပေးလိုက်ပြီးတော့ဖုန်းဆက်လို့သူတို့အချင်းချင်းပြန်ဖမ်းတာအကုန်လုံးကိုညရင်းဖမ်းမိတယ်လို့သိရတယ်အဲ့လိုဖမ်းပြီးတော့အကုန်လုံးကို1500နဲ့ချလိုက်ပြီလို့ကလေးမျိုးသတင်းမျိုးကပြောပါရနော်အဲ့တော့ဓမြတိုက်မှုကျွလွန်ခဲ့တဲ့အောင်သစ္စာရက်ခွက်အုပ်ချုပ်မှုအောင်ဒီစစ်တပ်အာဏာသိမ်းပြီးနောက်ရက်ခွက်အုပ်ချုပ်မှုဖြစ်လာချိန်မှာစ၍လူငယ်များကိုနေတွင်ဝင်ရောက်ဖမ်းဆီးတာငွေညစ်ချင်းနဲ့ချင်းချောက်ချင်းတို့ကိုလှုပ်ဆောင်နေသူဖြစ်ကြောင်း၎င်းကြောင့်လူငယ်များပြဖမ်းဆီးခံကြောင်းသိရပါတယ်နော်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ မြန်မာစစ်တပ်နဲ့ပူးပေါင်းနေသော DKBA တပ်ဖွဲ့နှင့်ခေါင်းဆောင်၄ဦးဖြစ်တဲ့ Source T, Source Win, Source San Aung နဲ့ Sign Jolla တို့ကိုတားဖြတ် online ငွေရင်းမှုအတွက်အမေရိကန်ကရေးယူဒဏ်ခတ်လိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲတော့အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလိညာသောတားဖြတ် online ငွေရင်းမှုများအတွက် DKBA တပ်ဖွဲ့နှင့်ခေါင်းဆောင်၄ဦးဖြစ်တဲ့ Source T, Source Win, Source San Aung, Sign La Jolla တို့ကိုအမေရိကန်ကရေးယူဒဏ်ခတ်ပေးဆိုလိုက်ကြောင်းအမေရိကန်စိုးရဗန်ဒိုင်းဝန်ကြီးဌာနကသတင်း priority ရပါမယ်နော်ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလှုပ်လှုပ်ခက်ခက်သတင်းတွေပေါ်လာတော့ဒီကောင်ဒီအဖွဲ့တွေပေါ့နော်ဒီအဖွဲ့တွေကကျွန်တော်တို့ကဘာမှမသိဘူးပညာလည်းမတက်ဘူးပေါ့နော်မြေဘဲငါးစားတာပါဘာညာဆိုမှဒီပြည်သူတွေကိုမြေအကျူတဲ့အဖွဲ့တွေပေါ့နော်အခုဆိုရင်တော့ဒီကောင်တွေကခေါင်းဆောင်တွေဖြစ်နေတယ်ပေါ့နော်အဲခေါင်းဆောင်တွေဖြစ်တယ်ဒါမှမဟုတ်သူတို့မသိလို့လုပ်နေဆိုတာမရှိပါဘူးနော်ဒီလောက်ကြားပြန်လူပေါင်းတောင်းချီသိန်းချီလာနေတဲ့လူတွေကိုသူတို့အုပ်ချုပ်နေတာဟာနော်အဲ့တော့ဘယ်လိုပဲပြောပြောအခုချိန်မှာဆိုသူတို့မတရားမှုလုပ်တဲ့အတွက်ပေါ့နော်အခုချိန်မှာဆိုရင် US ကတော့စိုက်မှရေးပြီပေါ့နော်အဲ့တော့ဒီလိုမျိုးကောင်တွေကတော့တကယ်တော့မရှိသင့်ပါဘူးနော် ဒီကြားဖြန့်ဆိုတာကလူတွေရဲ့အပူစားတွေပေါ့နော်အပူစားတွေနောက်ပြီးလူရဲ့အသက်တွေအဲ့ဒီကြားဖြန့်လို့သာပြောတာပေါ့နော်အဲ့ဘက်မှာဆိုရင်ကလီစာအဲ့လိုမျိုးလူရဲ့ကလီစာရောင်းတာတို့ဘာတို့တော့ကိုရီအင်ကာအဲ့လိုမျိုးတွေလည်းရှိတဲ့ခါကျတော့တော်တော်ကိုဆက်စုပ်ယူရှာပဲကောင်းတဲ့လုပ်ငန်းတွေဖြစ်ပါတယ်နော်အဲ့တော့အမြန်ပျောက်သွားလေကောင်းလေပါပဲ နောက်ထပ်သတင်းတစ်ပုဒ်ကတော့အပီပီဆိုင်ရာရာဇဝတ်တရားရုံးကမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ရန်နဲ့ UNG က ICC တရားရုံး၏တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ချိန်ညှိနှိုင်းချက်ကိုဥကြုံမို့တော့တင်ပြလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲ့တော့ချမ်ဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာပဲမင်းအောင်လှိုင်ကချမ်ဖက်ဝရမ်ဝရမ်သားဝရမ်ပြည့်ဖြစ်အောင်ပေါ့နော်ဒီ UNG ဘက်ကလည်းစူးစမ်းတဲ့အနေအထားမှာရှိပါတယ်။ဟိုတစ်ခေါက်ကလည်းဒီဒီ မင်းအောင်လိုင်းကိုဒီစင်းထဲမှာထည့်ထားပြီးပါတော့ခုချိန်မှာထပ်ပြီးကြော်ညာပြီးမှလုတ်လိုက်တယ်ဆိုရင်တော့တကယ်တော်တော်ကြီးပွဲကြီးပွဲကောင်းကြီးလို့ကောင်းမယ်အနေထားဖြစ်ပါတယ်နော်အဲ့တော့အမြန်ဆုံးပဲချိန်ချင်ချက်ထုတ်ပြန်နိုင်ပါစေလို့ဆုတောင်းပါတယ်ကဲကျွန်တော်နားထောင်မှာကတော့အချမ်းမစစ်ကောင်စီရဲ့ကင်းမုံစကန်ကိုတိုက်ခတ်လိုက်တာပေါ့နော်အမှစစ်ခွေးတွေဘယ်ရောက်တည်သွားလဲဆိုတော့ချက်နားထောင်ကြည့်လာနော်စကိုင်းတိုင်းရွှေဘိုမန္တလေးလမ်းမိုင်းမှာအာနာဒိန်းစစ်တပ်အထိုင်ချနေတဲ့နေရာနဲ့ကင်းမုံကိုတိုက်ခိုက်ရာ စစ်ကောင်မရှင်တပ်ဖက်မှဒုထက်ခွဲမှုအပါအဝင်၄ဦးသေဆုံးခဲ့တယ်လို့ရွှေဘိုမြို့နယ်ပါခါဖားကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ10ရက်နေ့ညနေ4:20မိနစ်ခန့်မှာရွှေဘိုမြို့တောင်ဘက်အထက်မုတ်ဦးမှာ အထိုင်ချတက်ဆွဲထားတဲ့အာနာသိန်းစစ်တပ်ရဲ့တမ33လောက်ခန့်စစ်ကြောင်းကစစ်သား20ခန့်ဟာရွှေဘိုမန္တလေးလမ်းမိုင်းဒကနန်းရွာထိပ်မှာအထိုင်ချနေချိန်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါဗျ။ထိုအထိုင်ချနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို ော်လိုင်းတပ်ဖွဲ့တွေကအနီးကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတနာရီကဖြစ်ပွားခဲ့ကစစ်တပ်ဘက်မှအထင်နာပြီးရှားတော်ကျွာဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။ထို့သောအထီးတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက်တကနန်းကျွာအတွင်နယ်မြေရှင်းလင်းမှုလှုပ်ဆောင်နေစဉ်တော်လိုင်းတပ်ဖွဲ့တွေနဲ့တကနန်းရွာဖုန်ကြီးကျောင်းအတွင်ကင်းပုံးဝင်နေတဲ့စစ်သားတွေထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြ။တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်မဟုတ်ဥပမာတက်ဆွဲထားတဲ့စစ်သားတွေကလည်း60မမလက်နက်ကြီး 87မမလက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ဖက်မှဒုတက်ခွဲမှုအပါအဝင်၄ဦးသေဆုံးပြီးပကဖရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ပြီးထိုတိုက်ခိုက်မှုကိုချွေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖတာဝန်ခံဤစီမံကုတ်ကဲမှုဖြင့်မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့တိုက်နယ်123ကပကဖတိုက်ခိုက်ရေးအဖွဲ့တွင်နယ်မြေကန်ပကဖတွေကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။ ကဲကြားတယ်ပေါ့နော်ဂျမစစ်ကောင်စီရဲ့နေရာတိုင်းမှာတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်ကဲကျွန်တော်တို့ကြည့်ရမှာတော့မင်းဂျမမင်းအောင်လိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဦးစင်းရဲ့သုံးသက်ချက်လေးနောက်အောင်ကြည့်အောင်နော် ပြည်သူတွေကိုဘုံကြည့်ပြီးတော့စီယုံနေတယ်ဆိုတော့အောင်မြင်ပါမလားဟာပြည်သူရဲ့စိတ်ထင်မှာဘယ်လိုခံစားရမလဲအဲစဉ်းစားရမလားဒီတဲ့တွေကိုပြည်သူကအများနဲ့ပြိတယ်ဟာလာဘယ်မှာဘုံကြည့်ပြန်ပြီအာဘယ်ဖုန်းကြီးကြောင့်ဘုံကြည့်လိုက်ပြန်ပြီဘယ်စားတန်းကြောင့်ဘုံကြည့်လို့ခလေးပေါင်း20 30ဟာလာစကိုင်းလုံးမှာအညာဒေလာတွေဒီတဲ့တွေပြည်သူကအများနဲ့ရှားတော့စိတ်ချမ်းသာပါရခိုင်ကမစီယုံနေဘုံကြည့်လိုက်ပြန်ပြီကျောင်းသားတွေဘုံကြည့်ပြန်ဘယ်မျိုးကိုဘုံကြည့်လို့ပြီးလောင်လို့ဟာလာအိမ်ပေါင်း200 300ကြာဖြစ်သွားပြန်ပြီဒီတဲ့တွေကပြည်သူကြည့်ကိုအများနဲ့ရောက်ပြည်သူနာ ားကိုအပြေးရအောင်ပြည်သူစီမံခုံတယောက်တစ်လုံးစီရှိဒီနေ့ကကြံကြားရေးလုပ်ငန်းဆိုသိကြီးမှမဟုတ်တော့အရင်ကဟာလားကဘာဘာဖြစ်နေလဲဆိုတော့ရှင်းရှင်းသိတယ်တယောက်ရှိတယောက်ရှိကိုသိနေတာဒီလိုပုံကတယောက်တစ်လုံးရှိဟာလား Facebook ခဲ Facebook ခဲမှာမရတယ်အင်တာနက်ဖြစ်ထိမ့်သိမ့်လို့မရနိုင်ဆိုတော့လူသူကနားထဲမှာကနားကြီးလာသူတို့ဒီဘုံကြီးတာနဲ့ဒီလိုလိုက်လက်ဖြတ်တာနဲ့ဒါစီယုံရေးလုပ်ပြီဆိုတော့ပုံမြင်ဖို့ဆိုတာမဖြစ်နိုင်ခဏအပြိုးယူပဲရှောက်ဆာနိုင်ငံတနိုင်ငံလုံးကိုပုံလိုက်တဲ့အခါမှာရှောက်ဆာရှိတယ်တစားလောက်မှာပဲသူကလှုပ်ချက်နေငါးဆာနဲ့တစားငါးဆာတစားသူကပဲ ဲရွက်ကဝဲကရှုံးနေပြီလက်တဆားမှာတော့သူတို့ပြင်းနေလို့ပြင်းနိုင်တောင်းကရှုံးနေပြီ ။ဘာလို့ငါးဆကနိုင်ပြီးတော့ဖြစ်ပေါ့။ဥစ္စာတော့အဲ့လိုမြင်။ဟိုငါးဆမှာသူကလှုပ်ရှားနေတယ်။တစ်ဆမှာပဲတွန်းလိုက်အင်အားစုတွေကတိုင်းရင်းသားတွေကရှိတယ်၊ PDA တွေကရှိနေတယ်ဆိုလို့ရှိရင်တော့သူတို့နိုင်ဦး။ဘူးအဲ့လိုမဟုတ်တော့ဘူး။ဒီသူရဲ့တွန်းလိုက်ကဥစ္စာတော့ဥည်ရဆိုတဲ့တွေးပါညာထားလိုက်ပါလား။ဟာလား။သူတို့ရဲ့အင်အားတွေရဲ့တွန်းမှုမှုတွေကကြီးစိုးမှုတွေကငါးဆလောက်ဖြစ်။သူတို့ကနိုင်ပြီလား။ဒါလေးရွေးကောက်ပွဲပဲလေ။ဟိုတစ်ဆမှာသူကနေပြီးဘေးမှုတွေထောင်ပြီးတော့ဟာလား။ဘုံလူချေခံလိုက်ဒီလိုတွေမထည့်တဲ့အကောင်ဖားမယ်။ချစ်မယ်။အဲ့လောက်နဲ့ကတည်းကလူကြီးဆန္ဒကိုမရတာ။လူကြီးရဲ့မေတ္တာလည်းမရ နိုင်သူစဲလို့မြင်တာကဒါကိုအောင်မြင်တယ်လို့လည်းပြောလို့မဖြစ်တကယ်ပြောရရင်လည်းရှုံးနေပြီလားမြေကောက်ဘေးကိုမကျင်းပါရဲကလည်းရှုံးနေငါးဆတစ်ဆဆိုရှုံးနေသူစဲလို့လည်းမြင်ပါတယ် ကဲရှင်းရှင်းလေးပဲเนาะဥစဉ်သုံးသက်တာတော့ရွေးကောက်ပဲမပြိုင်ခင်းတဲ့ရှုံးနေပေါ့เนาะအဲ့တော့ပြည်သူကိုဘုံရှင်းပြီးတော့ပြည်သူရဲ့မဲရလေလိုချင်သေးရပေါ့เนาะဘလို့ကောင်းနေလဲမသိဘူးเนาะအဲ့တော့ဘာပြီးပြောဒီမြို့ကွက်ကွက်လေးမှာပေါ့เนาะဒီရန်ကုန်မန်းလေးမြို့အလေပေါ့เนาะဒါတော့မှအစုံနေစုံမရအောင်เนาะအလေမှာရှိတဲ့တကယ်တစ်ဖက်ပိတ်တွေကိုပဲသူတို့လိန်ညာလို့ရပြန်เนาะတတိုင်းပြည်လုံးကိုဘုံချင်းတာဘယ်သူမှသူတို့ထောက်ခံမဟုတ်ဘူးเนาะအဲ့တော့ဘုံချင်းမှာပြည်သူမဲလူချင်းတာတော့တော်တော်ကြီးကိုရည်စရာလည်းကောင်းပါတယ်နော်ဘလို့အုံတော့နေမြဲလို့လည်းမသိဘူး ကျွန်တော်နောက်ထပ်နားထောင်မှာတော့ Champion Six ကောင်စီကဒီ UNG စေးရုံပေါ့နော်စေးရုံကိုဘုံကျဲလိုက်တဲ့တဲ့င်းနဲ့ပတ်သက်ပြီးတော့နားထောင်နော်အမှဆိုရင်လူနာတွေပါအာတည်သွားတယ်ဆိုတဲ့တဲ့င်းတွေကြားရတယ်ပေါ့နော်အဲ့တော့ချက်နားထောင်ကြည့်လာနော်ဝင်မနိုင်ကျွရမှာရှေ့က UNG စေးကိုစစ်ကော်မရှင်ကရေးချက်ရှိရှိဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူရှစ်ဦးသေဆုံးခဲ့လို့တဲ့င်းရရှိပါတယ်နိုဝင်ဘာလ7ရက်ဒီနေ့မနေ့9နာရီခန့်မှာမူရအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကတက်လာတဲ့ပါရာမော်တာခေါ် စစ်တပ်လေထင်းနဲ့စစ်ကော်မရှင်က energy လောက်ခံဆေးရုံကိုဘုံကျဲတိုက်ခိုက်ခဲ့ရလို့ဒေသခံတွေနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။လူနာ9ယောက်နဲ့ဆ iam တအူတို့တည်ဆုံခဲ့ရပြီးဒဏ်ရာသူတွေလည်းရှိရလို့အမျိုးမဖော်လို့တဲ့အသက်30အရွယ်ဒေသခံအမျိုးသားတအူက MP ကိုပြောပါတယ်။လက်ရှိမြေပြင်မှာစစ်ကော်မရှင်ကစစ်ကြောင်းထိုးရတဲ့မြေပြင်တိုက်ပွဲတွေမရှိပဲကြေးရဆေးရုံကိုသာတိတန့်ဘုံကျဲချခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသမီးတအူကပြောပါတယ်။ ပုံကြိုက်ခံရတဲ့အဲ့ဒီဆင်းဝါထိကတ်တန်းရသူတွေနဲ့ဆင်းုံရနောက်ဆက်တွဲအခြေအနေတွေကိုအသေးစိတ်သိရှိနိုင်ဖို့ MPA ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ရွာပေါ်ကတော့အမြဲလေရင်ဝဲတယ်။ပါရာမော်တာဂျိုင်ယိုကော့ပတာတွေလာတယ်။ရွာတွေကတော့လူအများကြီးမရှိဘူး။တောတိုက်တွေမှာပဲနေတာများတယ်လို့ကဏီမြို့နယ်အတွင်းနေထိုင်သူတူကပြောပါတယ်။တော်လင်းတက်ဖို့ရအကောင့်ရကဏီမြို့နယ်မှာစစ်ကော်မရှင် တက်ကမြို့ပေါ်ချက်ကွက်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ကျင်းလက်ပိုင်းကိုဒေသခံတော်လှန်တပ်ဖွဲ့ကစွမိုးထားပါတယ်။ကဲဒါကတော့မြေပြင်ခြေနေပေါ့နော်။အဲ့တော့ UNG စေယုံကိုဘုံကျဲတာပတ်သက်ပြီးတော့လူနာတွေတော့ဆုံးသွားတယ်ပေါ့နော်။ဆရာမတယောက်လည်းပိုင်လူကြတယ်ပေါ့။အဲ့တော့ဒါပေမဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့လော်ဘီကြော်ဆိုးဦးကဘာပြောလဲဆိုတော့ UNG ဌာနချုပ်ကိုဘုံကျဲတယ်ဆိုပြီးမှသတင်းလိမ်တာပေါ့နော်။အဲ့တော့သူဘလို့လိမ်လဲကိုစီကဘလို့ပြောပြောတာတစ်ချက်တော့ကြည့်အောင်နော်။ပါအဝင်ဆရာဝင်တွေပါတူနာပြုတ်တွေပါတေးရတယ်เนาะ အဲ့ဒါကိုတိုက်ပွဲလည်းမဖြစ်ဘူးနော် PDL လည်းမရှိဘူးနော်အဲ့ဒါကိုဒီစစ်တပ်ဘောမတဲ့ကြော်စိုးဥဘာပြောလဲဆိုတာနားထောင်ကြည့်ပါနော်ဒီကောင်တွေကလေတကယ်ပြည်သူကိုအကြမ်းဖက်ဖို့တိုက်တွန်းခံနေရတဲ့အကြမ်းဖက်တရင်ဌာနတွေဖြစ်သွားပြီမေုံကြည့်လိုက်အခုသူပြောတဲ့စကားကြည့်ပါလားမဟုတ်တယ်ဒီမှာဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့စကန်တိုင်းဒေသကြီးကဏီမြို့နယ်ဝင်းမနာကျွော်မှာရှိတဲ့ဝင်းမနာကျွော်အနီးမှာရှိတဲ့ NUG ရဲ့ဌာနချုပ်ကို တက်မလို့ကဘုံကျဲရှင်းလိုက်တဲ့အခြေအနေပါ ဖြစ်စဉ်ကနိုဝင်ဘာလ17ရက်နေ့နနက်9:00အချိန်လမ်းကမနေ့ကစကန်းတိုင်းဒေသကြီးကဏီမြို့နယ်ဝမနာကျေးရွာအနီးမှာရှိတဲ့အန်ယူဂျီရဲ့ဌာနချုပ်ကိုတပ်မတော်ကလေကြောင်းပုံကျရှင်းလုပ်မှုတွေပြုလုပ်ခဲ့ပါတယ်။အန်ယူဂျီရဲ့ဌာနချုပ်ဆိုတဲ့စကားကိုသူပြောတာနှစ်ခါရှိပြီနော်။အဲ့တော့အန်ယူဂျီရဲ့ဌာနချုပ်ဆိုတာမှန်တဲ့အကြောင်းကိုဘာတက်တည်ပြမလဲစောင့်ကြည့်လိုက်။မှန်ပဲတက်တည်ပြဖို့လိုတယ်။ဒီရောကချင်းနှင်းမြင့်နဲ့ဆိုရင်ကျွန်တော်ဆယ်မိုင်ခန့်ပတ်လည်အကွာမှာတည်ရှိပါတယ်။သူရဲ့အနီးမှာတော့ကျုံးပင်အိုင်ပရိစု ဟုတ်တယ်မကြီးမကြီးအုပ်စုကြီးရွာပါဗျာဒီအုပ်ဒီကြီးရွာနဲ့တဆက်ဆက်နဲ့ရှိပါတယ်အဲ့ဒီကြီးရွာတွေရဲ့တိုက်နဲ့ဈေးရောဒီအန်ယူဂျီအုပ်စုတွေကသူတို့တည်ရှိတဲ့ရွာသူတို့တည်ရှိတဲ့နေရာကအဲ့ဒီမှာကျွန်တော်တို့ရွာတွေအားလုံးကလူရေတော်တော်များပါတယ်ရွာကြီးတွေပါရေကန်ကြီးကန်ကောင်းပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ကဏီမျိုးနဲ့ဆိုတော့တိတ်မဝေးဘူးပေါ့ဗျာအဲ့ဒီနေရာမှာသူတို့အခြေချအခြေချပြီးတော့သူတို့အဲ့မှာကျွန်တော်လေ့ကျင့်ဝင်နေရှိတယ်သူတို့ရဲ့ကျွန်တော်တို့စစ်တမ်းအားတွေရှိတယ်ပြီးသူတို့ရဲ့ဆေးရုံဆေးခန်းတွေရှိတယ်တစုတစည်းပါ အဓိကတော့အဲ့ဒီဒေသမှာသူအာနာနီတိဆောက်တယ်အာနာနီတိဆောက်ပြီးတော့ပြည်သူလူထုရဲ့ရွာတွေကိုအလဲမှာပြည်သူလူထုရဲ့အခုဒီသူဗဇက်ကပဲပြောသွားတာနော်ဘာတခုမှတက်တယ်မပြနိုင်သေးဘူးနော်ကြည်ပါသွားတော့ဘေးမှာရံပြီးတော့သူတို့ကအဲ့ဒီရွာလေးအားလုံးအလဲတက်တက်မှသူတို့စောက်ထားတာပါစောက်ထားတာပါဒါမှသာလေကျွန်တော်တို့ကျွန်တော်ဒီမြေပြင်းနေစက်ကြောင်းထိုးလာတဲ့စက်ကြောင်းတွေကိုသူတို့ခန့်တားနိုင်အောင်သတင်းရနိုင်အောင်ရွာတွေကိုရံပြီးမှသူတို့ကအလဲမှသူတို့တိစောက်ထားတဲ့နေရာပါအဲ့ဒီနေရာကိုတမ်မတော်ကဘုံကျဲရှင်းလင်းလိုက်ပါလေတမ်မတော်ရဲ့ဘုံကျဲရှင်းလင်းမှုကြောင့် ီမှာရှိတဲ့ NUG ဌာနချုပ်မှာရှိတဲ့တစ်စပေါက်ကျမ်းမာရေးဝန်ထမ်းတစ်စပေါက်ကျွန်တော်တို့ဆရာဝန်ချုပ်ပေးဆုံးခဲ့တယ်ထိခိုက်ဒဏ်ရာရတယ်အဲ့မှာရှိတဲ့ကျွန်တော်တို့ PDF ဖွဲ့ဝင်တွေ NUG စကိုင်းက NUG ခေါင်းကျွိုင်းတွေပေးသွားတယ်တတော်များများပေးသွားတယ်ဆယ်နဲ့ချီပြီးပေးသွားတယ်ပုံလေးတစ်ပုံတော့ပြပါလားဟမ်ပုံလေးတစ်ပုံတော့ပြပါလားလို့စကိုင်းက NUG ခေါင်းကြီးပိုင်းတွေပေးသွားတယ်ဓာတ်ပုံလေးတစ်ပုံတော့ပဲပြ PDF file မပြပါနဲ့နော်ပြပါပြနိုင်တယ် 40အထက်ထိခိုက်ဒဏ်ရာရရှိလို့သူတို့ဘက်ကဖော်ပြတာတွေ့ရပါတယ်။ဒီကဏီမျိုးနဲ့ပတ်သက်ရင်ပြခဲ့တဲ့2024ခုနှစ်အတွင်းမှာကဏီမျိုးကိုအကြမ်းဖက်အုပ်စုတွေကဗတ်ပေါင်းစုံကနေဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ပွက်ကွက်လေးတင်တော့ UNG ရဲ့ဌာနချုပ်လို့သူပြောခဲ့တယ်နော်အရှိမနှစ်ချိန်တော့ UNG ရဲ့ဌာနချုပ်မှန်ကန်တဲ့အရာကိုတက်သေးပြနိုင်တာတခုမှမရှိဘူးနော်စက်ကြီးစက်ကြီးစက်နှားထောင်ကြီးမကောင်းနဲ့အဲ့လိုနော်ဒီပဲကျွန်တော်မျိုးကိုတက်ဖို့ကထိချုပ်နိုင်ခဲ့ပါတယ် တက်မလို့လည်းကျွန်တော်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကမြို့ကိုကွက်ကွက်လေးပဲထိချုပ်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာကျွန်တော်တို့ဒါမုံရွာနာမခါကနေပြီးတော့လေချောင်းနဲ့စစ်ကူတွေပို့တယ်။ပို့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မြို့ကိုပြန်ပြီးထိချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ကဏီမြို့မှာတော့တိုက်ပွဲတွေကငြင်းနေပါတယ်။ကဏီမျိုးရကျွန်တော်လမ်းမဆက်တွေရတော့အဓိကချင်းမျိုးကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့တွာလာနေရတဲ့နေသားရှိပါတယ်။လမ်းပိုင်းနေအားလုံးကိုဒီစစ်သွေးကြောင့်အုပ်စုတွေထိန်းချုပ်ထားစေဖြစ်ပါတယ်။ဒါကျွန်တော်တို့ကဏီမျိုးရအချင်းတွေပါ။ဒီတရုတ်ပြန်ချုပ်ချင်တာကမနေ့ကနိုဝင်ဘာလ17ရက်နေ့နနက်9:00ခန့်9:00ခန့်9:00ခန့်အချိန်က အန်ယူဂျီအုပ်စုတွေရဲ့ဌာနချုပ်ဖြစ်တဲ့ကဏီမြို့နယ်ဝမနာကြီးရွာမှာရှိတဲ့အန်ယူဂျီဌာနချုပ်ကိုတက်မတော်ကဘုံကျင်းရှင်းလိုက်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာအန်ယူဂျီခေါင်းကြီးပိုင်းတွေသေးတယ်။တစ်စပေါက်လောက်ကောင်ဆီအောင်တွေသေးတယ်။သူတို့ရဲ့နောက်လိုက်ကျမ်းမာရေးဝန်ထမ်းချုပ်သေးပါတယ်။ PDF ဘုတ်ဝင်တွေသေးပါတယ်။ဒါကတော့မနေ့ကကျွန်တော်တက်မတော်ကဘုံကျင်းရှင်းလိုက်တဲ့အချိန်ဒီပါ။ဒီကဏီမြို့ရဲ့နေရာအများစုကိုတော့အကြမ်းဖက်အုပ်စုတွေထိန်းချုပ်ထားဆဲဖြစ်ပါတယ်။အခုကြော်စိုးပြောရတဲ့တည်င်းအန်ယူဂျီရဲ့ဌာနချုပ်ဆိုတော့ဟောင်း၃ချိန်၃ရတယ်နော်။ MG ဌာနချုပ်မှန်ကန်တဲ့အကြောင်းကိုဗီဒီယိုဖိုင်ဓာတ်ပုံတက်တွေတစ်ခုမှပြမနိုင်ဘူးဒါပေမဲ့သခိုင်းတိုင်းမှာရှိတဲ့ခေါင်းကြီးပိုင်းတွေတည်တယ်လို့တော့ထပ်ပြောသွားသေးတယ်တကယ်တော့အဲ့ဒီဟာဒီ NUG နဲ့ NUG ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ data မှန်ပေမဲ့တိုက်နယ်ဆေးရုံတစ်ခုပါခုနကသူပြောသွားတဲ့ရွာတွေအားလုံးကလူနာတွေလာရောက်ကုတာတဲ့ဆေးရုံ NUG ရဲ့ဌာနချုပ်မှန်တယ်ဆိုရင်ဆေးရုံကိုဘုံကျဲမလားသူခုနကပြောတဲ့တင်တန်းချောင်းလို့ ုံငန်းလို့ပုံကျဲမလားဟုတ်တယ်နော်အဲ့တော့အခုတေတာဒီဆေးရုံကဆရာဝန်တွေနဲ့လူတဲ့ဆေးရုံမှာကုနေတဲ့လူနာတွေပဲတေတာဘာ PDF မှလည်းမတည်ဘူးနော်အိုးသခိုင်းတိုင်းခေါင်းကြီးပိုင်းဆိုတာဘယ်နေရာခေါင်းကြီးတာလဲတော့မသိဘူးတူအဖေခါခေါင်းကိုခေါင်းကြီးတာလားပြောတာလားမသိဘူးเนาะအဲ့တော့သူပြောသလိုပဲတည်င်းကိုချုပ်ပြီးပြောမယ်ဆိုရင်အခုသူပြောရတဲ့တည်င်းမှန်ရင်ကျွန်တော်ကိုကြိုက်တယ်လို့ကြိမ်ပါเนาะ မမှန်လို့ရှိရင်အဲ့ဒီကြော်စိုးဦးသေကြီးစိုးနဲ့သေးလိုက်ပြီမေဦးကြည့်လိုက်ဘာမှအပြစ်မရှိတဲ့အရက်သားတွေဆေးကုနေတဲ့ဆေးရုံလေးဆရာဝန်တွေကသူသုံးလုံးကတော့ဘာဖြစ်တယ်တစ္ဆာဖောက်ဆရာဝန်။အော်သူတို့လက်အောက်မှာတာဝန်မထမ်းဆောင်ရင်အဲ့ဒီဆရာဝန်ကမကောင်းတော့ဘူးတစ္ဆာဖောက်။သူတို့လက်အောက်မှာတာဝန်ထမ်းဆောင်တဲ့ဆရာဝန်မှကောင်းတယ်။သူတို့လက်အောက်မှာပညာရေးဝန်ထမ်းမလုပ်တော့ရင်အဲ့ဒီကျောင်းဆရာဆရာမစီနီယာလုပ်တဲ့ကျောင်းဆရာဆရာမတစ္ဆာဖောက်။အဲတိုင်းပြည်ပြည်ဖြစ်သူတို့လက်အောက်မှာလုပ်ရင်တော့ကောင်းတယ်။ အဲ့ဒါတရားနီးလန်းလာဟုတ်လားဘာမှမဆိုင်ဘူးလေအခုဒီနေ့နော်သခိုင်းတိုင်းနဲ့ကမြို့ကျွန်တော်ယွမ်းနမ်းမယ်ဟိုမှာကျွန်တော်ဟိုနေ့မှာကိုစီတင်းနဲ့ထွေထွေ YouTube channel မှာကျွန်တော်တင်ထားပါတယ်နော်အောက်ကနေယွာကြီးယွာခံကိုတိုင်ဖုံးဆက်လာပြီးအခုညီတောင်းတာဘာကျွန်တော်တို့ယွာမှာဘာ PDF မှာလည်းမရှိပါဘူးတဲ့ PDF မရှိတဲ့ယွာကိုဘုံကျဲတဲ့ဘုံကျဲတာဘုံကျဲပြီးတော့စစ်တောင်းထိုးတယ် စစ်ကြောင်းထိုးပြီးတော့ခြေမြန်တက်ကလာတယ်လာတဲ့အချိန်မှာမပြေးနိုင်တဲ့တက်ကြီးရွယ်အိုတွေအကုန်လုံးကိုတတ်ခံထိတယ်လောလောဆယ်လေးလောင်းတော့တကြိုပြူသွားပြီးနောက်ထပ်အလောင်းတွေရှိသေးတယ်အကိုရဲ့ကျွန်တော်တို့ယွာနာမယ်တော့မပြောပါနဲ့အဲ့ဒီယွာနာမှာစစ်ကွေးတွေရှိသေးလို့ပါအခုယွာသားတွေဟာ PDF တွေလည်းမရှိတဲ့အတွက်ဘာမှအကူအညီအကာအကွယ်လည်းမရဟိုတည်လေတဲ့လူတွေကတော့စားနိုင်တောက်နိုင်သေးတယ်အများစုကတော့အဲ့ဒီယွာ9ယွာလား6ယွာလို့သူပြောတာအဲ့ဒီယွာတစ်ကြောလုံးကိုအကုန်လုံးမှာ ဒုက္ခရောက်တဲ့လူတွေစားစရာမရှိတဲ့လူတွေပါဖြစ်ကုန်ပြီ။ဘာ PDF မှလည်းကျွန်တော်တို့မရှိဘဲနဲ့တက်တမင်တက်တက်ဘုံကျဲပြီးတော့စစ်ကြောင်းထိုးပြီးတော့ရွာအောင်မီးရှို့တာတဲ့။အခုအဲ့ဒီနားမှာရှိတဲ့အတွက် PDF တွေလာပြီးတော့ဟိုရှိလို့ရှိရင်လည်းအကာအကွယ်ပေးလို့ရတာပေါ့။ဒါပေမဲ့အခုက PDF လည်းမရှိတဲ့အတွက်ဘာမှလုပ်လို့မရဘဲနဲ့လက်နက်မဲ့တဲ့ပြည်သူတွေဟာထွက်ပြေးအောင်တက်တက်ပဲရနေရတယ်။နော်။လာခဲ့ကျွန်တော်ဗီဒီယိုဖိုင်နဲ့ကျွန်တော်တင်ပေးထားတယ်။နော်။ဒွာနာကိုယ်တိုင်ဖုံးဆက်ပြီးတော့ပြောလာတဲ့ဟာ ဲ့လိုမျိုးတက်တယ်လေးတစ်ခုတော့ပြလေအခုလဲသခိုင်းတိုင်းကဆေးရုံကြီးကဏီကဆေးရုံဘာမှမဆိုင်ဘူးဟမ်တိုက်နေဆေးရုံကဏီကတူပြောရတဲ့ရွာနေရဲ့တိုက်နေဆေးရုံအဲ့ဒီတိုက်နေဆေးရုံဘုံကျဲချပြစ်လို့ဆရာဝင်နေနတ်စမတွေလူနာတွေသေကုန်တာဘာရဲဘော်မှလည်းမရှိဘူးဘာဝင်းမှလည်းမရှိဘူးတော့ကျွန်တော်ပြောတာ UNG ဌာနချုပ်လေကျန်ပြောရဲတယ်နော်ဒီပါဇက်ကမဟုတ်ကျွန်တော်လေအကောင့်ပြတာဟိုနောက်ပိုင်းတကယ်ဒီကောင်လေးကိုကျွန်တော်ကြည့်ပြီးကျွန်တော်အံ့ဩတယ် ဒီကောင်တွေအော်လောကမှာလူတွေဆိုတာတို့အတန်းသားတွေလည်းရှိတာမဟုတ်တာမှန်တည့်ရဲ့တန်းနဲ့ဘာဖြစ်လဲရုပ်တည်တည်နဲ့ပြောတာဒီပဲဘုံကျဲတော့ကလည်းဒီကောင်ဒီလိုပဲဒီလိုဒီစကားပြောခဲ့ဟမ်ဝင်းနေမိတ်နိုင်အောင်ဆရာတော်ကြီးကိုစစ်တပ်ကပြစ်တတ်တော့ကလည်း PDF ပြစ်တတ်ပါလို့ဒီကောင်ပါဇက်ကပဲဒီလိုဖာကြခဲ့တာနော်ဒီပဲဖြစ်စဉ်တော့ကလည်းဘုံရဘုံရောင်ရောက်နေတဲ့အချိန်မှာတူရဲ့တစင်ဦးရဲ့အူထောင်ထဲရောက်နေတဲ့ဇော်ဘုံဟင်းရဲ့၃ယောက်ဟမ်အချမ်းဖတ်ဓမ္မတွေမို့လို့ဘုံကျဲရှင်းလိုက်လိုက်တာကွာတဲ့ ဟင်နောက်မှចောင်းလူចောင်းသားတွေသေတယ်ဆိုတော့လိန်လို့မရတော့အာចောင်းထဲမှာပဲထကွဲသလိုတရေတွေပြန်လွှင့်တယ်ပထမဥဆုံးသူတို့၃ယောက်တန်းစီပြီးပြောခဲ့တဲ့ဗီဒီယိုဖိုင်မှာဗာပြောကြလဲကြော်ဆိုးဘူးနဲအဲ့ဒီဒီပေးရေးစာတင်ចောင်းပါတဲ့အចမ်းဖတ်သမားတွေဌာနချုပ်မလို့ဘုံကျရှင်းလင်းလိုက်တာအဲ့ဒါလို့ပြောင်းလိန်ပြောင်းစားဗယံပတာဟမ်အဲ့တော့ဒါဟာတိုင်းပြည်ကိုအစိတ်ခတ်ပြီးတော့အမှောင်နဲ့ရအောင်လုပ်နေတာမဟုတ်ဘူးလားဆရာဝင်လေတွတ်တူဘလူးအောင်မှာခင်ဗျားတို့အထောက်မခံဘူးပြတယ်ကျွန်တော်တို့အထောက်မခံတဲ့ဆရာဝင်လိုက်တတ်ကြဘူးလား ကျွန်တော်တို့ထောက်မခံတဲ့ចောင်းဆရာဆရာမလိုက်တတ်ဘူးလက်ရှိတက်ခံထိနေတဲ့ចောင်းဆရာဆရာမတွေထောက်မခံလို့တက်ခံထိတာလားစစ်တက်ကိုတွားပြီးတော့ရက်ွက်ထဲကတည်င်းတွားပေးဒလန်လှုပ်လို့တက်ခံထိတာလားမထောက်ခံရုံနဲ့တတ်မယ်ဆိုရင်ကျွန်တော်အမြဲပြောနေသလိုပါရဲစစ်တပ်တာမရတယ်ဈေးဝယ်ထွက်တယ်အကုန်လုံးလို့ရတယ်လုံးလို့မရတာမဟုတ်ဘူးဒါပေမဲ့လက်နက်မဲ့အပြစ်မဲ့ပြည်သူကိုတော်နိုင်အင်အားစုတွေဘက်ကလှုပ်တာမြင်ဘူးလားလှုပ်လို့ရှိရင်လည်းလှုပ်တဲ့ကောင်ချက်ချင်းအေးအေးယူလား အခုကြည့်ဘာမှမဆိုင်တဲ့ဆေးရုံကြီးကိုဘုံကျဲနဲ့ထိတာကိုဟမ်အန်ယူဂျီဌာနချုပ်တယ်ဟာအန်ယူဂျီဌာနချုပ်ကအမှားပေါ့လေဟုတ်လားမဟုတ်လေကျွန်တော်စိတ်ပြက်သွားတာကောင်းပြောတာဘယ်လိုပြောဒီကောင်းနေတဲ့တော့လူစိတ်ဘာဖြစ်လို့မဲ့နေကြရတာလဲသူတို့အဲ့လိုလှုပ်တော့လေဘာဖြစ်လာလဲဆိုတော့တော်လှန်တဲ့ပြည်သူကပိုပေါများလာတာနာကြီးကြစ်တယ်သူတို့ကတော့အကြောက်တရားနဲ့ဘာလုပ်တာတပ်ပြပလိုက်မယ်လှုပ်ပြပလိုက်မယ်ဖမ်းပြပလိုက်မယ်ထုပြပလိုက်မယ်အဲဒါမျိုးပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ အရင်ခက်ကတော့ဟုတ်တယ်အရင်ခက်ကလက်ထဲမှာဘာမှမရှိဘူးစစ်တပ်ကပေးဆိုရင်ဟုတ်ကဲ့ပါဟမ်စောက်ရင်းမပါဒုတ်ကြီးရောလာပါလာပါလှုပ်ဝါးပေးလှုပ်ဝါးပေးခေါ်တယ်ကိုစားစိမ့်တဲ့ကိုကိုစံတုံးတဲ့ကိုစီတုံးတဲ့ကိုစီဘူးနဲ့ကိုပေါက်တူးနဲ့ကိုချင်းချားနဲ့တော့ရတယ်ပြီးရင်ဘာလုပ်လဲလှုပ်ဝါးပေးလှုပ်ကဟမ်အဲအဲ့လိုမျိုးအရင်ခက်ကပြန်မပြောရဲဘူးလေအခုခက်ကြတော့ဗျလက်ထက်တနက်ရှိကုန်ပြီဟမ်လက်ထက်တနက်ရှိကုန်ပြီအကြောက်တရားနဲ့တွားလို့လို့မရဘူး အဲ့ဒီအကြောက်တရားနဲ့သွားလှုပ်လေပြည်သူကပိုဆိုးလေဖြစ်ပြီးတော့ဒီကောင်တွေဒစ်လဲနေတာအဲ့ဒါအဲ့တော့အခုကြည်ွားဒါမြင်အောင်ပြတာအဲ့တော့ကြော်စိုးဦးတည်င်းလိုမျိုးကိုထောက်ခံတယ်ဆိုရင်တော့ကြည်ွားချက်ပြီးတော့မင်းတို့မြင်အောင်ပြတယ်နော်ဒါကူမှဆက်ပြီးထောက်ခံနေမယ်ဆိုရင်တော့မင်းတို့တဘောပါကဲဒါတော့ကိုစစ်သုံးသက်ချက်ပြီးလို့ဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ကြားတိုင်းပဲကျော်စိုးကပြောင်းလဲပြောင်းစားတယ်ပြောတာပါเนาะအဲ့တော့တရင်တွေထဲမှာလည်း UNG စိတ်ယုံသွားတော့မှန်တယ်ထေသွားတဲ့လူတွေကတော့ဒီ ဒီလူနာတွေရယ်ဆ iam မတယောက်ပါလို့ကြားရပါတော့အဲ့တော့အခု तू ကတော့ဒါ ING ဌာနချုပ်ကြီးပါဆိုပြီးပါတော့ဒီလိုပြောင်းလဲပြောင်းစားနေပြောတာပါတော့အဲ့တော့သူတို့ဘက်မှာဒီလိုပြောင်းစားပြောင်းလဲပြောင်းစားပြောတာဒါသူတို့အကျင့်ပါတော့ပြီးတော့ဒီလိုမျိုးဘုံကျဲပါဒီပြည်သူတွေကိုတိုက်ခိုက်ပါဆိုပြီးပါတော့တကယ်သတင်းမီဒီယာအမိခံအချက်ဖက်ဖွဲ့စည်းဖြစ်ပါတယ်အဲ့တော့အများတန်းပေါ့နော်သူတို့တွေဒီလိုမျိုးသတင်းတွေလေတိုင်းမှာအများတန်းပြောပြတဲ့ကိုစီလဲအထူးပဲကျေးဇူးတင်ပါတော့ဟုတ်ကဲ့နေ့လေပိုင်းတစ်ဖြတ်ပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပေးတဲ့မြို့ပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်ညကြမှာနောက်ထပ်သတင်းတွေပြန်ပြီးတွေ့ကြမှာနော်